သုံးလေးသုံးချင်းရှင်နေတကယ်တမ်းကခရစ်စတယ်ဘယ်လီကပို့ပြီးကောင်းခဲ့ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျ United Direct by Go Thun ရဲ့ YouTube Facebook နဲ့ TikTok ကိုကြည့်ရှုနေတဲ့ပရိသတ်တွေအားလုံးပဲစိတ်ချမ်းသာညီကိုရမချင်းနေပြေဆုံးကြပါလိမ့်ခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့က Premier League ပွဲစဉ်73ကတော့ကျွန်တော်တို့က Crystal Palace နဲ့ Manchester United တင်းတို့ရဲ့ပွဲစဉ်ကတော့ပြီးဆုံးသွားပြီဖြစ်ပါတယ်။ဒါအားလုံးသိတဲ့အတိုင်းပဲကျွန်တော်တို့က အခုဆိုရင်တော့ကျွန်တော်နှစ်ကိုတကိုဆိုရရလက်နဲ့ Manchester United အသင်းက Christian Bailey ရဲ့ဒါကျွန်တော်တို့အင်္ဂွေမှာတွားရောက်ပြီးတော့အနိုင်ရယူပြီးတော့ကျွန်တော်ပြန်လာခဲ့ပြီဖြစ်ပါတယ်။ကဲအခုတော့ကျွန်တော်တို့ဒါ Oliver Glasner ရဲ့ကျွန်တော်တို့ဒါ343ကို Fabian Amorim ရဲ့343ကအနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လေဒီပွဲစဉ်ကိုကျွန်တော်တို့ပြန်ပြီးတော့သုံးသပ်ကြည့်ရအခါပါ။343ချင်းရှင်နေ တကယ်တမ်းကခရစ်စတယ်ဘယ်လီကပို့ပြီးကောင်းခဲ့ပါတယ်ကျွန်တော်ကွင်းလဲမှာဆိုရင်ကျွန်တော်ကာမာဒါတို့ရဲ့တွဲလုံးနေကတကယ်ကိုကျွန်တော်ကောင်းဝင်ခဲ့တယ်လို့ပဲကျွန်တော်နောက်တန်းမှာထိန်းချုပ်နေတဲ့ဒါကစားသမားတွေကလည်းတကယ်ကိုမှကောင်းမွန်နေခဲ့တာကျွန်တော်မြင်တွေ့ရမှာဖြစ်ပါတယ်ဆိုတော့ဟိုကွင်းလဲချင်းရှင်ယူနိုက်တက်ကအနေငယ်တာကောင်းတာတယ်လို့ပြောလို့ရပြီမယ်တကယ်တမ်းကသူမတာကိုမတာပုံစံမျိုးလောက်ပဲသွားတာရှိတယ် အဲ United ရဲ့လက်ရှိအခြေအနေအရဆိုရင်ဒီပွဲစဉ်ကနိုင်တာနိုင်သွားတာကျွန်တော်တို့ဒါကစားကွက်အရာကောကျွန်တော် ball position အရာကောတကယ်ကိုရှုံးနေခဲ့တဲ့အနေအထားမျိုးပါကျွန်တော် shot on target ပေါ့နော်ဒါကိုဘောက်ကန်သွင်းမှုကလည်းတကယ်တမ်းဆိုရင်တကယ်ကိုဟိုပြောရမလဲအရာရာမှာရှုံးနေခဲ့တဲ့အနေအထားမျိုးတော့ကျွန်တော်မြင်တွေ့ရမှာဖြစ်ပါတယ်အဲ့တော့ပထမပိုင်းတစ်ပိုင်းလုံးကိုကျွန်တော်ကြည့်တိုက်စစ်မှာထားထားတဲ့ဂျိုရှုဇက်စီး ဘောလုံးကရှေ့ကိုမရဘူးသူရှိဘောလုံးလက်ခံပြီဆိုနောက်ကိုပဲပြန်ပေးတယ်ဟိုရှေ့ကိုမသွားဘူးပေါ့နော်အဲ့လိုပုံစံမျိုးတွေဖြစ်လာတာကိုကျွန်တော်မြင်တွေ့ရတယ်ဆိုတော့ဂျိုရှူရာဇီးဒီဒုတိယပိုင်းမှာဒါကျွန်တော်ကပရပိုင်းမှာတော့ပနတီပေးလိုက်ရတဲ့အတွက်ဒီပနတီဆိုရင်လည်းလန်နီယိုဟိုရဲ့မလိုအပ်တဲ့ဟိုပြေးလန်းချောင်းချိန်ချိန်စားမှုမတက်တဲ့အကြောင်းဒါကျွန်တော်ကလုတ်တိုက်ပြီးတော့ပေးလိုက်ရတဲ့ပနတီပေါ့နော်ဆိုတော့ဟုတ်ပြီ ်သူရဲ့ဘက်မှာဒါကျွန်တော်ခြေပါကိုပြန်ရရတယ်ရတဲ့အချိန်လေးမျိုးမှာလူရှိသတိဒီအဲ့ဒီပွဲတပွဲလုံးစာရဲ့တလုံးနဲ့တော့ဂိုးပေါက်ကန်သွင်းမှုဖြစ်ပါတယ်အဲ့တော့ဒီဂိုးပေါက်ကန်သွင်းမှုကလည်းအကျိုးဆက်သီးအတွက်ကိုဖြစ်သွားစေခဲ့တာတော့ထူးခြားချက်တစ်ခုတော့ဖြစ်ပါတယ်။ဒါပေမဲ့အဲ့တစ်ခုပဲအကျိုးဆက်သီးဒီပြောစရာရှိတယ်။ကျွန်တဲ့အနေအရာတွေမှာပြောစရာတကယ်ကိုမလူလောက်အောင်ကျွန်တော်မြင်တွေ့ရမှာပြ performance ဒီလုံးဝကျတယ်။ဆိုတော့ကျိုးဆက်သီးဒီပထမပိုင်းတစ်ပိုင်းလို့မလုပ်ချင်မှမသိဘူး။ ဒုတိယပိုင်းဒါ900ပြီးနောက်ပိုင်းမှသာလင်းသူ့အနေနဲ့နည်းနည်းလေးကစားပုံကောင်းလိုက်ဒါအပြင်ကမှကျွန်တော်ကလန်နီယိုရဲ့နေရာမှာမဇရာဝီဝင်လာတဲ့အခြေအနေမျိုးမှသာကျွန်တော်ကျွန်တော်တိုက်စစ်ကပြန်ပြီးတော့အလုံးလုံးလာနိုင်တာကိုကျွန်တော်မြင်တွေ့ရတယ်ဒီနေ့တပွဲလုံးမှာကျွန်တော်တို့ဒါကက်စမဲရိုအခြေကျူပါမယ်အကောင်းဆုံးသူဒါဟန်တာသွားတာကြီးလုတ်သွားတာကြီးကျွန်တော်အများကြီးတွေ့ရတယ်ဒါအပြင်ကမှကျွန်တော်တို့အာဒုတိယကိုဖြစ်တဲ့အနိုင်ကိုပေါ့နော်မေဆမောင်းရဲ့အနိုင်ကိုဒီလဲဆက်ပေ့စ်ကနေရတယ်ကျွန်တော်ပထမတကိုဒီလဲ ဒါ service တက်နေရနေဟိုးဖြစ်တဲ့အတွက်သူတပွဲလုံးရဲ့ performance ဒီနိုင်ကြတယ်ဒါပေမဲ့သူတို့အနေနဲ့ဒါနှစ်ကိုးရနိုင်ခဲ့လို့သာတကယ်ကိုအနိုင်ရယူနိုင်ခဲ့တယ်လို့ပြောလို့ရတယ်အဒီပွဲရဲ့အပေါင်းလက္ခဏာဆောင်တာကျွန်တော်ပြောမယ်ဆိုရင်ဒီပွဲမှာကျွန်တော်တို့ Bruno Fernandes ရဲ့ဒါခြေစွမ်းကိုတေချာပြန်မြင်ရတယ်ဒါအပြင်ကိုမှကျွန်တော်တို့ဒါအာလူရှော့ဒီဒီပွဲစဉ်ဒီဒါ United အသင်းအတွက်ဒါပွဲ300မြောက် ိုင်ပွဲမှာအချုပ်မိန်ဆုံးနိုင်ပွဲတစ်ပွဲကိုထပ်ပြီးတော့ရလိုက်တယ်လို့ကျွန်တော်တို့ဒါယုံကြည်ရတယ်ပေါ့နော်ခံစားရတယ်ပေါ့အဲ့လိုပဲပြောရမှာဆိုတော့ဒီပွဲစဉ်မှာကျွန်တော်တို့မာတီနက်စ်ကိုပြန်ပြီးတော့မြင်ခဲ့ရတယ်အဲအရင်တော့ကကျွန်တော်ဒါလီချာကတော့လီချာပါပဲဆိုတော့စကလုံးနဲ့ပဲကျွန်တော်သုံးနှုံးချင်ပါတယ်ကျွန်တော်10မိနစ်ပဲဝင်လာခဲ့ပြီအဲ့10မိနစ်တုန်းကအကောင်းဆုံးလုံးပြသွားတာကျွန်တော်မြင်မယ်အဲမဇရာဝီဒီကတော့မဇရာဝီဝင်လာတဲ့အချိန်မှာတကယ်ကို United တိုက်စစ်လိုင်းကြောင်းပို့ပြီးတော့ပွင့်သွားတယ် အဲကိုဘီမင်းနိုဝင်လာတဲ့အချိန်မှာတိတ်ပြီးတော့မတည်တာဘူးဒါပေမဲ့ကိုဘီမင်းနိုကတော့မိနစ်90မှာဝင်လာတာဖြစ်တဲ့အတွက်သူ့ကိုတော့ကျွန်တော်ထည့်ပြီးတော့ပြောဖို့တော့ခက်ခဲပါလိမ့်မယ်ဆိုတော့ဒီနေ့ပွဲစဉ်မှာ အာမတ်နဲ့ Brian Bumo ရဲ့အပေါက်ကိုညာပေါ့ညာဝင်းပေါ့ညာဝင်းကိုကျွန်တော်ဒါ Oliver Glasner ကအကောင်းဆုံးထိန်းချုပ်ဖို့ကြိုးစားလာခဲ့တယ်တကယ်လည်းထိန်းချုပ်နိုင်ခဲ့တယ်အဲ့အတွက်ရှေ့ကိုတိုးမပေါက်ခဲ့တဲ့အနေအထားမျိုးတွေကျွန်တော်မြင်တွေ့မှာဖြစ်ပါတယ်ဆိုတော့ ဒီနေ့ရလိုက်တဲ့နှစ်ဂိုးလုံးဒီလက်ဝင်းဘက်မှာရတဲ့ sub piece နှလုံးကနေပြီးတော့ရတဲ့ဂိုးတွေကြီးပဲအဲ့တော့ free kick တွေကနေပြီးတော့ရတဲ့ဂိုးတွေကြီးပဲဖြစ်တဲ့အနေထားမျိုးမှာဆိုရင်တော့တကယ်ကိုထူးခြားတယ်လို့တော့ပြောလို့ရမှာဖြစ်ပါတယ်အဲ့တော့ United ဒီဒီနေ့ပွဲစဉ်အနိုင်ရရှိလိုက်တာဖြစ်တဲ့အတွက်အခုဆိုရင်တော့ဒါရဲ့ Amapesia မှာအဆင့်6ကိုယာယီတလန်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်အဲ့တော့တကယ်တမ်း United ဒီဒီပွဲမှာရလက်အရာနိုင်တဲ့ under ကျွန်တော်တို့ဒါ performance တွက်ချက်မှုအရာဆိုရင်တော့ရှုံနေခဲ့တာလည်းဖြစ်ပါတယ်အဲ့တော့ Oliver Glasner ရဲ့3-3တော့ကျွန်တော်တို့ Ruben Amorim ရဲ့3-3တွားရှင်ဖို့ဆိုတော့ဘလို့မှမဖြစ်နိုင်ဘူးဆိုတော့အခုပြည်သက်တွေလည်းဒါယုံကြည်လက်ခံမယ်လို့ထင်ပါတယ်အာ United တွေဆက်ပြီးတော့စူးစမ်းဖို့လိုပါတယ်တိုက်စစ်မှုတူဇန်နဝါရီမှာမဖြစ်မနေခေါ်ဖို့လိုမယ်ဝင်းလေတရမဖြစ်မနေခေါ်ဖို့လိုမယ်ဒါပြင်ကျွန်တော်တို့ဒါလက်ဝင်းဘက်တယောက်ကတော့မဖြစ်မနေခေါ်ဖို့လိုနေအောင်မှလည်းဖြစ်ပါတယ် ကျွန်တော်တို့နောက်တန်းကတော့လီချာပြန်ပါလာပြီဖြစ်တဲ့အတွက်တကယ်လေးအားတော့ရှိနေရပြီဖြစ်ပါတယ်ဆိုတော့ဒီနေ့ပွဲစဉ်မှာအထူးကြီးကျေးဇူးတင်တော့မေဆမောက်ပါမေဆမောက်ဒီလက်ဝဲမှာအကောင်ဆုံးသူလုပ်ပြသွားနိုင်ခဲ့တဲ့နေသားမျိုးတော့ကျွန်တော်မြင်တွေ့ရတယ်။ Okay ပါအဲ့တော့ဒီ Crystal Burnley နဲ့ဒါ Manchester United အသင်းတို့ရဲ့ပွဲစဉ်မှာဆိုရင်တော့ United အသင်းရဲ့အသင်းကောင်းဆောင်ဒါ Bruno Fernandes ကတော့ Player of the Match ဆုကိုလည်းရရှိခဲ့တာပဲဖြစ်ပါတယ်။အဲ့တော့ပရိသတ်တွေကလည်း United နဲ့ ဒါ343နဲ့ပတ်သက်ပြီး human memory 343နဲ့ပတ်သက်ပြီးဘယ်လိုမျိုးထင်မြင်ယူဆမိလဲကိုမမဆွေးနွေးသွားကြလို့ရပါတယ်ကျေးဇူးထူးဝတ်တင်ရှိပါတယ်ခင်ဗျာ